ားကောင်းမောင်းတန်တဲ့လူကျော်ဘဝကနေတပ်ဦးဆောင်ပိုင်းပရိသေခေကဘေးအမိတ်ကြောင့်ဒေဒံပေးခံရပြီးနတ်ဆိုင်ဖြစ်သွားရတဲ့ဗဘဲသမားဘယင်းရဲ့လိန်ညာခေါ်ယူမှုနဲ့အတူမိမိအကူအရင်ကိုမှပြန်တက်တယ်လို့ဖြစ်သွားတဲ့မိဖုရားကျွန်တော်တို့နိုင်ငံဟာသေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမဲ့နတ်ပူဇော်ပသမှုအပိုင်းမှာလဲရှေးဘဝေဒနီခေတ်ကတည်းကယုံကြည်လာခဲ့ကြတာဖြစ်ပါတယ် ဒီလိုနဲ့တွေအားလုံးအထဲမှာမှမင်းမဟာဂီရိနတ်ဟာပူဇော်ပတ်သက်မှုအခမ်းအနားဇုံဇုံနဲ့လည်းဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်ုပ်ရဲ့ညီအကိုများတောင်းဆိုထားတဲ့မင်းမဟာဂီရိနတ်ဖြစ်ပေါ်လာရခြင်းတွေကဗဘဲမောင်တဲ့တဲ့နတ်မန္တမအကြောင်းကိုဘုံတူတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဇာနီပဲဖြစ်ပါတယ် တက္ကရေ266ခုတကောင်းပြည်မှာထင်ရှားကြော်ကြားတဲ့ဗဘဲသမားမိသားစုရှိခဲ့ဘူးပြီးသူတို့ကတော့ဥတီတော်နဲ့ဒေါ်နော်တို့ပဲဖြစ်ပါတယ်ဥတီတော်မှာခွာပလကြီးမားပြီးရုပ်ရှင်အတွင်ပြင်ရှိတဲ့မောင်တိတဲဆိုတဲ့တားတယောက်နဲ့ချောမောလှပတဲ့မမများလှနဲ့ရှင်သွေးဖြူဆိုတဲ့တမီးနှစ်ယောက်ထုံကားခဲ့ပါတယ်မောင်တိတဲဟာထွားကျန်သူပီပီငယ်စဉ်ကလေးဘဝကလေးကအခြားရွယ်သူကလေးများထက်၄စားတော့ပိုစားနိုင်တယ်လို့ဆိုပါတယ် ဒီလိုနဲ့မောင်တိတဲ့အရွယ်ရောက်လာတဲ့အချိန်မှာဖခရဲ့ဗပဲလုပ်ငန်းကိုသာဆက်ခံပြီးလောက်ကင်လာပါတယ်။ကြီးမာလုံးနဲ့ဒူးနှက်လက်နဲ့ပေပေါ်မှာရှိတဲ့တန်တဲ့ပစ္စည်းကိုထူလိုက်တဲ့အတန်ကြီးဟာတကောင်းတစ်မျိုးလုံးဒီပါတောင်းခါသွားပြီးတခါတလေဝေးလံတဲ့အရာမှာရှိတဲ့နန်းတော်အထီကြားရတယ်လို့ဆိုပါတယ်။မောင်တိတဲ့ဟာစင်ပြောင်းရဲ့အဆွဲကိုလည်းချိုးနိုင်တယ်လို့ဖျောက်တန်းနေတဲ့တန်ကြောင်းများကိုလည်းလက်နှစ်ဖက်နဲ့ကွေးသွားအောင်အလွယ်တကူချိုးနိုင်တဲ့သူအဖြစ်နဲ့နာမည်ကြီးတဲ့သူပါ။ ဒီလိုအင်အားကြီးမားလာတဲ့ဘဘဲမောင်တိတန်ရဲ့အကြောင်းကိုတကောင်းမရင်ကြားသိရတဲ့အခါသီနန်လူယူမာကိုစိတ်ပူလာပြီးမောင်တိတန်ကိုဖမ်းဆီးဖို့အမဲချမှားလိုက်ပါတယ်မိမိကိုဖမ်းဝရန်ထောက်ထားပြီးဖြစ်ကြောင်းကြားသိရတဲ့မောင်တိတန်လည်းဝေးလံတဲ့တော်ရွဲမှာထွက်ပြေးတန်ဆောင်ရင်းငကားမင်းရဲ့တမီတော်ချွေးနေပေးငကားမင်းတမီနဲ့ချစ်ကြိုက်ပေါင်းတဲ့ကရှင်ဖြူနဲ့ရှင်ညိုဆိုတဲ့တားနှစ်ယောက်ထွန်ကားခဲ့ပါတယ်မောင်တိတဲကိုဖမ်းဆီးလို့မရနိုင်သေးတဲ့အတွက် တကောင်းဘရင်လဲစိတ်မချမ်းသာဖြစ်နေရပါတယ်အဲ့ဒီအချိန်မှာပဲမူမတယောက်ကမောင်တိတဲမှာချောမောလှပတဲ့နှမငယ်ရှိချောင်းရှောက်တင်လာတဲ့အခါမှာတော့တကောင်းဘရင်ဟာမောင်တိတဲရဲ့နှမကိုအကျန်းစီနဲ့တော်ကောက်ကတိရိစန္ဒပွဲအနှင်းပြီးတောင်ညာဆံမြဖျားအဖြစ်ချီးမြှောက်လိုက်ပါတယ်တကောင်းဘရင်ကမောင်တိတဲဟာသူ့ရဲ့ရောက်ဖတော်ဖြစ်လာတဲ့အတွက်ထိနန်းလူတော်မှမဟုတ်ချောင်းတကောင်းမျိုးစီပြန်လာအောင်အခေါ်လို့စေဖို့ ਨੇ ရောက်လာပါကမြို့သားခတ်အမှဖြစ်ကြောင်းမိဖုရားဖြစ်လာတဲ့မမြန်လကိုယုံကြည်အောင်ပြောဆိုလာပါတယ်။မမြန်လလည်းဘရစ်စကားကိုယုံမှတ်ပြီးအခုဖြစ်သူမောင်တိတယ်ကိုမရမကပြန်ခေါ်လာပါတယ်။ဒါပေမဲ့မောင်တိတယ်တယောက်ကောင်းမျိုးထဲရောက်လာတဲ့အခါမှာတော့ရဲမဲများကချက်ချင်းဖမ်းဆီးပြီးစကားပြန်အောက်မှာချုံနှောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဘရင်ကမောင်တိတယ်ကိုကိုမြတ်ဖို့အမိတ်ပေးလိုက်ပြီး ရဲမက်တွေကဒန်းနဲ့ခုတ်လက်နဲ့ထိုးကြပေမယ့်အသက်မသေးတဲ့အတွက်မိဖို့ကြီးတစ်ခုဖိုးပြီးမောင်တိတဲကိုဖိုးချင်ထိုးတက်စီလို့အမိတ်ချမပြန်ပါတယ်။အယံကမှဘူပြင်းလာတဲ့မိတောက်မိရိယာအတွဲမှာမိလောင်ပြီးသူ့လည်နေတဲ့အကိုတော်မောင်တိတဲကိုမြင်နေရတဲ့နှမငယ်မှမြန်လာမှာတော့မိမိကြောင့်မိမိအကိုအရင်တရရဲဆိုတဲ့စိတ်ဓာတ်ရကြောင့်မိဘအသွင်ပြေးဝင်ကမိမိကိုကိုအဆုံးစီရင်လိုက်ပါတယ် မွန်မန်ဟူဘွားကူသွားပြီးနတ်ဆိုင်မွန်မန်ဖြစ်ကအဲ့ဒီစကားပြန်มาပဲနေခဲ့ကြတယ်လို့ဆိုပါတယ်။တရားမဲလှတဲ့ဒကောင်းဘရင်ကိုမချိနှက်တဲ့စိတ်နဲ့အဲ့ဒီစကားပြန်အောင်ရောက်ရှိလာတဲ့တရိတ်ဆာမန်မြကိုဖမ်းဆီး၆လခဲ့ကြပါတယ်။ဒီတရင်ကိုဒကောင်းဘရင်ကြက်တရတဲ့အခါအယံကိုမှထိတ်လန့်တုံ့လောက်သွားပြီးစကားပင်ကိုအမြင့်မှသူးစေကအေယော်ရီမြစ်ထဲညှောချလိုက်ပါတယ်။အေယော်ရီမြစ်ကျောင်းအတိုင်းညှောလာတဲ့စကားပင်ကြီးဟာ ပကံပြီးညဟုကံပါစီစိုက်ကလာပြီးနတ်မောင်နှမနှစ်ပါးလဲတေးလဲကြောင်မင်းဘရင်ကိုအခုလိုအိမ်မက်ပေးခဲ့ပါတယ်။တကောင်းပြီးမှကျတို့နတ်မောင်နှမစကားပင်ကိုစီမျောကယခုမင်းကြီးရဲ့ပကံပြီးတို့ရောက်ရှိလာပါပြီ။ဘေးမင်းကြီးအနေနဲ့တိလျော်တဲ့နေရာမှာနတ်ကိုနတ်နန်းနဲ့ထားရင်အတိမင်းကြီးနဲ့တကွတိုင်းသူပြည်သားအလုံးကိုကြီးစုဆောင်မမိဖြစ်ကြောင်းအိမ်မက်ပေးခဲ့ပါတယ်။ဒါကြောင့်ပဲတေးလဲကြောင်မင်းဘရင်ဟာစကားပင်ကြီးကိုနှစ်ယောက်အတွင်းထုလုပ်စေပြီး ပောက်ပါတောင်မှာနှစ်ကုန်းနှစ်နန်းနဲ့ထားရှိပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးမင်းမုတ်ထန်းနဲ့တိုင်းပြည်ပြည်သားများကတနေ့တစ်ကြိမ်ပောက်ပါနှစ်ပူဇော်ပွဲကြီးကိုကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်ပြီးသူတို့အိမ်ရှိမှလည်းနှစ်ကုန်းနှစ်အိမ်များဆွလောက်ထားရှိကာကိုကိုွယ်လာခဲ့ကြပါတယ်။ဘဘဲမောင်တစ်တဲတို့နတ်မောင်နှမကိုပောက်ပါတောင်မှာနှစ်ကုန်းနှစ်နန်းနဲ့ထားရှိရာကနေအဲ့ဒီတောင်ကိုအဆွဲပြုတ်ပြီးမဟာဂိရိတောင်လို့ဆိုပါတယ်။တနေ့တစ်ကြိမ် နဒေါ်လာရောက်ရင်မင်းမုတ်သားများကပောက်ပားကိုရောက်ရှိလာကြပြီးပူဇော်ပတ်သက်မှုများပြုလုပ်လာတဲ့အတွက်မင်းမဟာဂိရိတောင်းလို့ခေါ်ဆိုလာခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ပကံပရင်အနှ ོས་ သာမင်းလက်ထက်မှာမွန်ရဟန်းတော်အရှင်အရဟံပကံစီရောက်ရှိလာပြီးဗုဒ္ဓတရားတော်များဟောကြားဆုံးမတော်မူပါတယ်။အဲဒီနောက်မှာတော့နှ ོས་ သာပရင်ဟာအကြီးကြီးဝါဒကိုဖယ်ရှားစေပြီးတပြိုင်နက်တည်းမှာအင်ရှိမှာသာရှိကိုးကွယ်နေကြတဲ့မင်းမဟာဂိရိနတ်ကိုပါ မထားချိကြဖို့အမိတ်ချမှားလိုက်တဲ့အတွက်မင်းမဟာဂီရီနတ်ကိုအိမ်တွင်းမှာအုံဒီဆွဲကာကိုကွယ်လာခဲ့ကြပါလေ။ဒါကြောင့်အိမ်တွင်းမင်းမဟာဂီရီနတ်လို့ယင်းအချင်းအထိခေါ်သွင်းလာခဲ့ကြလာဖြစ်ပြီးတချို့ကတောင်ကြီးရှင်နတ်မွန်နမလို့လည်းခေါ်ပါတယ်။မင်းမဟာဂီရီနတ်မွန်နမဟာခရစ်နှစ်640မှာဘီယင်ဖြစ်လာတဲ့ပေါပါစောယန်းဘီယင်နဲ့စကားပြောဆိုမှရှိပေမဲ့ဂျန်စစ်သားမင်းနဲ့အကြိမ်ကြိမ်စကားပြောဆိုပြီး ။ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ကြောင်းလဲမှန်တမ်းရာဇဝယ်မှာဖော်ပြထားကြပါတယ်။ဒီလိုနဲ့မင်းမဟာဂီရိနတ်ကိုခေဆက်ဆက်ကိုးကွယ်လာခဲ့ကြပြီးအလောင်းမင်းတရားလက်ထက်မှာတော့ပုပ်ပါနန်းနန်းကိုဆောက်ရှောက်ဖို့နှစ်ထိန်ခုနှစ်အင်တာကိုခန့်အပ်စေပါတယ်။ကိုးကွယ်ယုံကြည်မှုအနေနဲ့ဗဘဲမောင်တိတဲ့ဟာဖိုးကျင်ထိုးအသက်ခံရတဲ့အတွက်မိလောင်သူကိုအုံရည်နဲ့ကူးတတဲ့သဘောဖြစ်တာကြောင့်ပဲအုံဒီကိုချိတ်ဆွဲကြခြင်းလို့ဆိုပါတယ်။မင်းမဟာဂီရိနတ်ကို အိမ်တွင်းကာကွယ်ဆောက်ရှောက်တဲ့နတ်အဖြစ်လဲယုံကြည်ကြပါတယ်။အိမ်သူအိမ်သားများနေမကောင်းဖြစ်ရင်ဒါမှမဟုတ်အိမ်တွင်းဒုက္ခတစ်ခုခုကြုံတွေ့ရတဲ့အခါအုံတော်ကိုစစ်ဆေးပြီးအုံတော်အစ်စ်လဲလဲပေးတတ်ကြပါတယ်။ပုံမှန်အဖြစ်ဒီနေ့တခါဝါဝင်ချိန်ကာလမှာအုံဒီအစ်စ်လဲလဲလေးရှိကြပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့မြန်မာတိုင်းကလုံးရဲ့မီယိုးဖလားနတ်ပူဇော်ပတ်တာမှုတစ်ခုဖြစ်လာတဲ့ဒီအိမ်တွင်းမေမဟာဂီရီနတ်ကို နေအအတွင်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ရည်ရွယ်ကယနေ့ချင်းထိ ပူဇော်ပါသလာခြင်းဖြစ်ပါကြောင်းဘုဟုတ္တဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်။နောက်တစ်ပတ်နောက်တစ်ပတ်တွင်မှလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအသစ်များကိုဝေမျှပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ညီအကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုကြမှာရှိကြပါစေ။ရောဂါပြရတွေကီဝေးပြီးတာယာပျော်ရှင်တဲ့ဘဝတွေ ကိုစီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဝေမျှပေးလိုက်ရပါတယ်